မစည်းဖန်စစ်စစ်ဆိုလို့ရှိရင်လိုင်းနဲ့ထွက်ကြရကျွန်တော်တို့တင်းရလက်မကောင်းတော့မှမန်းကြိုတိနေတယ်အားလုံးမင်္ဂလာပါကျွန်တော်တို့ဗိုလ်တက်ကြီးပါမန်စည်းတင်းတွေကိုအမြဲတင်ဆက်ပေးနေတဲ့မန်စည်းဖန်တက်ရောက်ပါဗျာ ဲ့တော့ညာကျွန်တော်တို့ရှုံးနေဗျာမန်စရီတင်းကဝမ်စီဆွဲရတဲ့နဲ့ဘီလာကွင်းမှာတွားပြီးတော့ရှုံးခဲ့တယ်အဲ့တော့မန်စရီပန်စစ်စစ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါလိုင်းနဲ့ထွက်ကလေးကကျွန်တော်တို့မန်စရီတင်းကရလက်မကောင်းတော့ဘူးဒါမှမဟုတ်တရေကြရင်ကြမကြရင်ရှုံးတော့မယ်ဆိုပြီးတော့ခံစားမိနေတယ်ဘာကြောင့်လဲကျွန်တော်လိုင်းနဲ့ကြည့်လိုက်ကြတယ်ကျွန်တော်တီးလိုက်ပြီနီကိုကွန်ဇာလက်မပါဘူးကိုဘစစ်မပါဘူး Rinders Dance ဒါ Stone ကိုတွဲပြီးတော့ဆော့တော့မှာဆိုတော့တိကြရေကကျွန်တော်တို့ဒါ ဟိုပြောရမယ်ဆိုရင်ဗျာရှုံးတော့မယ်မင်းကျွန်တော်တိလိုက်တယ်ရှုံးနေမယ်ဆိုတဲ့ရက်လက်မကောင်းတော့မှမင်းလိုပဲကျွန်တော်သွေးလိုက်မိတယ်ဗျာရှုံးမယ်လို့တော့ကိုတင်းကိုဘယ်သူမှမသွေးဘူးဗျာဒါပေမဲ့ရက်လက်မကောင်းတော့မှမင်းကျွန်တော်တို့သွေးလိုက်မိတယ်ကျွန်တော် render ကလည်းကျွန်တော်ပြောရမယ်ဆိုရင် DM room မှာကောင်းကောင်းကစားနိုင်တဲ့ကောင်မဟုတ်ဘူးအဲ့လိုပဲ stone ကလည်း DM room မှာကောင်းကောင်းကစားနိုင်တဲ့ကောင်လည်းမဟုတ်ဘူးပြောရမယ်ဆိုဒီနှစ်ယောက်လုံးကကျွန်တော် DM စစ်စစ်တွေမဟုတ်ဘူးဗျာအဲ့တော့ ဒီလိုဒီလိုပြောရမလို့ဒီလို line နဲ့ထွက်လာကြတဲ့ကျွန်တော်တို့ဘီလာကိုကျွန်တော်တို့မနိုင်တော့ဘူးလို့တော့ကျွန်တော်တို့ခံစားမိတယ်ဗျအဲ့မဲ့ကျွန်တော်တို့ဒါတကယ်လဲပွဲတဲ့ရောက်တော့ခါကျထင်းတဲ့အတိုင်းပဲကျွန်တော်တို့ဘီလာရဲ့ဒါစနစ်တကျပိတ်ဆို့မှုအောက်တွေမှာကျွန်တော်တို့မန်စီတင်ဘာမှကိုလုံးလုံးမရခဲ့ပါဘူးเนาะအဲ့တော့မန်စီတင်က1ဆီဆိုရဲဒါရက်လက်နဲ့ရှုံးတယ်တလုံးနဲ့တော့အနိုင်ကူတော့ကျော်တာတောင်းကန်ဘောကနေပြီးတော့ရရှိလာတဲ့အခွင့်အရေးကို cash ကဒါလှလပပပဲ area ထိတ်ကနေပြီးတော့သွင်းယူသွားခဲ့တာအဲ့တော့ဒီဘွဲလုံးနေချုံချင်းကျွန်တော်တို့မန်စီတင်ဟာလန်တလုံး င်းဒါမာဒီနက်စ်နဲ့အပိုင်တလုံးကန်ခွင့်ရတယ်ဒါပေမဲ့ဟာလန်ရဲ့ဂိုဒွန်ပေါက်တွေအဲ့ဒီပေါက်တွေလည်းဆိုဂူရမားတွေကနည်းနည်းလေးတတိထားမိလာကြပြီလို့ကျွန်တော်တင်တယ်အဲ့တော့ဟာလန်အဲ့ပုံစံနဲ့ပြီးတော့ဂူဒွန်ပို့တဲ့အနှဲငယ်လေးခက်ခဲနေကြတယ်ဗျာအဲ့တော့အဲ့တလုံးအပိုင်ရတယ်ပြီးလို့ရှိရင်ကျွန်တော်ဆာဗင်ယူရဲ့ကန်ချက်ကိုကျွန်တော်ဒါပေါ်တိုရက်စ်ဒါချောင်းနဲ့ထိပြီးတော့အပေါ်ထောင်တက်သွားတဲ့အတွက်ဂိုးမရခဲ့ဘူး။ကျွန်တော်ဂိုးရရှိဖို့နှိစက်ခဲ့တာအဲ့နှစ်ချိန်ပဲ။ဟာလန်ရဲ့အဲ့တစ်ချိန်ရပြီးလို့ရှိရင်ကျွန်တော်တို့ ဒီစာမင်ညိုရဲ့အဲဒီဂျင်ရေပေါ့နော်ကျန်တဲ့အချိန်ကြီးကကျွန်တော်တို့ဘာမှကိုပြောမလို့လောက်လောက်လာလာလောက်ပြနိုင်တဲ့အနေထားကိုမရှိခဲ့ဘူးဗျာအခွင့်အရေးကိုမဖန်သေးနိုင်ခဲ့ဘူးအဲ့တော့ဘာပဲဖြစ်ကျွန်တော်မန်စီတင်ကရှုံးမှာပဲဗျာဒီလိုပွဲမျိုးတွေမှာလည်းရှုံးမှာပဲနောက်လည်းရှုံးမှာပဲဗျာဒါပေမဲ့အမြဲတမ်းလည်းမရှုံးအမြဲတမ်းလည်းမနိုင်ဘူးရှုံးတာနေပြီတော့နိုင်တာများဖို့ပဲအဓိကလိုတာဗျာအဲ့တော့မီလာနဲ့ပွဲကရှုံးသွားရတဲ့အတွက်ဘာမှတော့မဖြစ်ဘူးဗျာဟိုဒါတော့ဂျန်တဲ့တင်းနေလည်းရှုံးမှာပဲ ီလာဆိုတာလည်းကျွန်တော်အတင်းကြီးတွေကိုဒုက္ခပေးနိုင်တဲ့အတင်းဆိုတာအားလုံးတီးပြရဖြစ်လိမ့်မယ်။ Unai Emery ဆိုတာကျွန်တော်အတင်းကြီးတွေကိုဒုက္ခတီးတန့်ကိုလိုက်ပေးတာ။သူ့အတူကြီးပဲဆိုရင်နိုင်ပွဲအလောက်မရဘူး။အဲအတင်းကြီးတွေနဲ့တွေ့ပြီဆိုရင်သူကကောင်းကူကောင်းပြတာအဲ့လိုမျိုးနီးပြမျိုးဆိုတော့ဒါမန်စီးတင်းရှုံးတာတော့အများကြီးပြောရမှာရှိပါဘူး။ဟိုကျွန်တော်တို့မန်စီးတင်းမှာလည်းပြောမှဆို DM Roma ကကောင်းကောင်းလိုနေတာဗျာ။ ရိုဒရီဒန်ယာရနဲ့နီကိုဂွန်ဇာလက်ကလည်းတန်ခိုင်မှုမပြေဝလို့မထည့်တော့ဘူးဗျာအဲဒါကြောင့်မဲကျွန်တော်မန်စီတင်က DM ရိုမာကလိုကိုလိုနေရဗျာဒါကကျွန်တော်မန်စီတင်မှာ DM ရိုဘယ်လောက်ထိတောင်အရေးပါလဲဆိုတော့ကျွန်တော်မြင်တွေ့ခဲ့ရတဲ့ပွဲလို့ပြောလို့ရရဗျာ ရင်တော့ Rodri မပါလို့ Rodri မပါလို့ Nico Gonzalez ကိုတိတ်မကြိုက်ခဲ့ဘူးဒါပေမဲ့ဒီပွဲက Nico Gonzalez အရှိပွဲတွေမှာဘယ်တော့တောင်ကောင်းခဲ့လဲဆိုတာကိုတက်တည်ပြခဲ့ပွဲလို့ပြောလို့ရတယ် Nico Gonzalez တော်တော်ကိုကောင်းလာတယ်လို့ပြောလို့ရတယ်ဗျာအော်အခု Gonzalez မပါလိုက်တာနဲ့ Man City တင်းကရက်လက်ပိုင်းဆိုင်ရာချက်ချင်းကိုဆိုးရွားတော့တာပဲအဲ့တော့ပြောရမယ်ဆို DM Roma ကောင်းကောင်းကစားနိုင်တဲ့ကောင်မရှိဘဲနဲ့ကျွန်တော် Man City တင်းကဒါပွဲကံလို့မရဘူးလို့တော့ကျွန်တော်ပြောလို့ရနေပြီဗျာဘာပဲဖြစ်ဖြစ်ဒီရှုံးကနေကျွန်တော်တင်ကန်းသာယူပြီးတော့ကျွန်တော်မန်စီတင်ပြန်လာလိမ့်မယ်လို့ကျွန်တော်အနေနဲ့အကောင်းဆုံးမျှော်လင့်နေ တော့ဘာဖြစ်ဖြစ်ဝမ်းစီဆွဲချက်လည်းနဲ့အရှုံးပေးခဲ့ရပြညီကိုလေးဘလို့မြင်လဲဒီပွဲရဲ့ဒီကန်သွားတဲ့အခြေအနေပေါ်ဦးညီကိုတို့အမြင်လေးလဲကွန်မန့်မှာတစ်ချက်လောက်ရေးခဲ့ပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ဗျ